အလုံးမဲမင်္ဂလာပါဒီနေ့ထိုင်းရွှေကအတက်ကြကခုနှစ်ကြိမ်တိတိရှိပြီးတော့ညနေမှာတော့150အတက်နဲ့ပြန်ပြီးတော့ဈေးပိတ်သွားပါတယ် ့ဒီနေ့က9ရက်နေ့3လပိုင်း2010နဲ့5ခုနှစ်96.5ခိုင်နှုန်းရှိတဲ့ဓာတ်ရွှေကဲသေးဆိုင်ကရောင်းနေဈေးက4600နဲ့မှ900ဆိုင်ကလက်ခံနေဈေးကတော့4600 400နဲ့ပေါင်ဈေးရှိနေပါတယ်။လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးက4800နဲ့မှ300ဆိုင်ကလက်ခံနေဈေးက4590.96နဲ့လက်ရှိမှာပေါင်ဈေးရှိနေပါတယ်။ကဘာရွှေတအောင်စားကိုဒေါ်လာ2922နဲ့ဓာတ်ရွှေဈေးကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်းမှန်ငွေ33.63နဲ့ဓာတ်ရွှေဈေးကိုတွက် က်ထားတာဖြစ်ပါတယ်။အကိုစက်ကျော်တမ900ခန်းလို့ရှိတဲ့တိုင်းရွှေအခဲကဘန်ကောက်ထဲမှာလက်ခ150ရှိပါတယ်။လက်ခအပီစီတိုင်းရွှေအခဲတပတ်သားကို46650ဈေးနဲ့ပေါင်းစည်းရှိနေပါတယ်။တိုင်းကလက်ခံတဲ့ဈေးကတော့46400နဲ့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က ပြန်ပြီးတော့လက်ခံပါပါ။ လက်ဝိညာဉ်ရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကိုတစ်ထောင်ကနေတစ်ထောင်ထိရှိနိုင်ပါတယ်။မိဝယ်တဲ့ထဲပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာလည်းမူတည်ပြီးတော့လက်ခစင်းတော့ကတစ်ဆိုင်နဲ့တစ်ဆိုင်မတူပါဘူး။ဝိညာဏတပတ်သားကိုဒီနေ့ပြန်ရောက်မဲ့သူတွေကဆိုင်က900ဂိုင်တို့ဖြစ်အောင်မှာဖြစ်ပါတယ်။ဆိုင်က900ဂိုင်တို့ဖြစ်ပြီးတဲ့ပြင်ကို4000 3000ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ ထိုင်းရွှေအခဲကိုဝယ်စုကျင်တဲ့သူတွေကလက်ခဈေးတက်သားတဲ့ဆိုင်ကိုကျွန်တော်လက်ညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်ပါ။ထိုင်းရွှေအခဲတပတ်သားကိုလက်ခ150နဲ့ရပြီးတော့နှစ်ပတ်သားကိုလက်ခ200ပဲကုန်ကြမှာဖြစ်ပြီးတော့ငါးပတ်သားထိဝယ်မယ်ဆိုရင်လက်ခလုံးဝအကုန်ကြမရှိပါဘူး။ထိုင်းရွှေစင်းငွေစည်းတွေကိုအများတန်းတင်ပေးပါတယ်။ထိုင်းရွှေစင်းငွေစည်းတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။